မင်္ဂလာပါအခြေခံအင်္ဂလိပ်စကားပြောကိုအတိတ်ပစ္စုပန်အနာဂတ်ကာလသုံးမျိုးနဲ့ပြောတတ်အောင်ညှဝေပေးနေတာဒါဟာအပိုင်း73ဖြစ်ပါတယ်ပြီးခဲ့တဲ့အပိုင်းတွေမှာတော့ကရိယာတွေကိုအဓိကဦးစားပေးပြီးတော့ပြောတတ်အောင်ညှဝေပေးခဲ့ပါတယ်ဒီနေ့အပိုင်း73မှာတော့ adjectives တွေကိုအဓိကသုံးပြီးတော့အတိတ်ပစ္စုပန်အနာဂတ်ကာလသုံးမျိုးနဲ့ပြောတတ်အောင်ညှဝေပေးပါပါအင်္ဂလိပ်စကားပြောတဲ့အခါမှာလှုပ်ဆောင်ချက်တွေကိုဖော်ပြတဲ့ကရိယာတွေသင်တာမကတ် ခန်းစားချက်တွေအမှုအရာတွေအသွင်သဏ္ဍာန်တွေတဘာဝအခြေအနေတွေကိုဖော်ပြဖို့အတွက် adjective များစွာကိုလည်းအသုံးပြုရပါတယ်ဒီနေ့တော့အခြေခံအကြဆုံး adjective တွေကိုညွှန်ပြပေးပါမယ် adjectives တွေဟာဝါကျတိဆောက်တဲ့အခါမှာဆိုရင် subject ရဲ့နောက်မှာ be verb လို့ခေါ်တဲ့ be ကရိယာနဲ့သုံးရတာဖြစ်ပါတယ်ဒီ be ကရိယာဟာလည်းပဲအတိတ်မှာတစ်မျိုးပစ္စုပန်မှာတစ်မျိုး အနာဂတ်မှာတစ်မျိုးဆိုပြီးတော့အပြောင်းအလဲရှိပါတယ် ဒီလိုအပြောင်းလဲရှိနေတာကပဲအားလုံးအတွက်ခက်ခဲတယ်လို့ရှိပေမဲ့လည်းတကယ်တကယ်စနစ်တကျလေ့လာမယ်ဆိုရင်တော့မခက်ခဲပါဘူး။ဒါဆိုရှိရွေးပြောနေတော့ပဲနဲ့ဆက်လိုက်ကြရအောင်။ I was happy. I am happy. I will be happy. I was happy. ငါပျော်ရွှင်ခဲ့တယ်။ I am happy. ငါပျော်ရွှင်တယ်။ I will be happy. ငါပျော်ရွှင်မယ်။အတိတ်ကာလမှာ I ဆိုတဲ့ subject တွေကျွန်တော်တို့က was ဆိုတဲ့ be verb ကိုသုံးတာပါအဲ့ဒါပြီးမှ happy ဆိုတဲ့ adjective ကိုသုံးတာပါဆိုတော့အဓိက adjective က happy ဖြစ်ပါတယ် I am happy ပစ္စုပန်ကာလမှာ I ဆိုတဲ့ subject အတွက် am ဆိုတဲ့ be verb နဲ့သုံးပါတယ် happy က adjective ပေါ့အနာဂတ်မှာ I will be happy will ဒီအနာဂတ်ကိုဖော်ပြတာဖြစ်ပါတယ်လိမ့်မည်လို့တာမန်ဘာသာပြန်လို့ရပါတယ်သူ့ရဲ့နောက်ကမှာ be verb ဖြစ်တဲ့ be ကိုတက်ရိုက်သုံးပါတယ် I will be ဒါပြီးမှ adjective ဖြစ်တဲ့ happy ကိုသုံးတာဖြစ်ပါတယ်ဒါကကိုကိုကိုပြောတဲ့ I ဆိုတဲ့ subject ကိုသုံးတာပါတခါတည်းကျွန်တော်ကအ ਨੇ ကင်းအများကြီးလေးတွေပါကြားဘူးတယ်ရှိအောင်လေ့လာဘူးတယ်ရှိအောင် subject အများကြီးလေးပါထည့်ပြောပြပါမယ်ဆိုတော့သင်ဆိုတဲ့ unit ပြောပါမယ် you are happy you are happy you will be happy you are happy သင်ပြောရွှင်ခဲ့တယ် you are happy တင်ပျော်ရွှင်လေ you will be happy တင်ပျော်ရွှင်လိမ့်မယ် you we they လို့ခေါ်တဲ့အများကြီး subject တွေဆိုရင် were နဲ့သုံးရတယ်ပစ္စုပန်မှာ are နဲ့သုံးတယ်အနာဂတ်ကတော့ will be ပါပဲတခါတဲ့နောက်ထပ်အနေကင်း subject လေးပါကျွန်တော်ပြောကြည့်ပါမယ် she was happy she is happy she will be happy she was happy သူမှာပျော်ရွှင်ခဲ့တယ် she is happy သူမှာပျော်ရွှင်တယ် she will be happy သူမပျော်ရွှင်လိမ့်မယ် he သူသည် she သူမသည် it ၎င်းသည်ဆိုတဲ့တခုတည်းသောအရာတွေကို subject နေရာမှာထားသုံးမယ်ဆိုရင်တော့အတိတ်မှာ was ပစ္စုပန်မှာ is အနာဂတ်မှာ will be ကိုသုံးမှာဖြစ်ပါတယ်အဲ့ဒါတွေရဲ့နောက်မှာမှာ adjective ကိုထည့်သုံးတာပါနောက်လာမယ့် adjective တွေကိုတော့ကျွန်တော်က subject တွေအများကြီးနဲ့မပြောတော့ဘဲနဲ့ကိုယ်အကြောင်းကိုပြောတတ်အောင် i နဲ့ပဲအဓိကပြောမှာဖြစ်ပါတယ် happy ရဲ့စံချင်ဘက်က sad one နဲ့တော့ I was sad. I am sad. I will be sad. I was sad. Now one naked. I am sad. Now one nere. I will be sad. Now one nere. I was good. I am good. I will be good. I was good. Now gone I am good. na gone I will be good. na Now me. Good yet, ျမ်းမာရေးကောင်းတာကိုလည်းပြောလို့ရသလိုတော်တာထက်မြက်တာကိုလည်းပြောလို့ရပါတယ်အစားအသောက်တွေဆိုရင် အရသာရှိတယ်လို့လည်းဘာသာပြန်လို့ရပါတယ်သူ့ရဲ့စံချက်ပိုင်းလေးနဲ့ပြောကြည့်ပါမယ် I was bad I am bad I will be bad I was bad ငါကဆိုးခဲ့တယ် I am bad ငါဆိုးတယ် I will be bad ငါကဆိုးမယ်ဒီ bad ရဲ့အဓိပ္ပာယ်ကတော့လူတူတူတယောက်ရဲ့ဇယိုက်ပိုင်းဆိုင်ရာ စိုးရတာကိုလည်းပြောလို့ရတယ်လို့အစားတောက်တွေဆိုရင်အရသာစိုးတာကိုလည်းပြောလို့ရတယ်ယာတိဥရုပိုင်းဆိုင်ရာဆိုလို့ရှိရင်တော့ယာတိဥရုမကောင်းတာလို့လည်းဘာသာပြန်လို့ရပါတယ်နောက်တစ်ခု I was well I am well I will be well I was well ငါနေကောင်းခဲ့တယ် I am well ငါနေကောင်းတယ် I will be well ငါနေကောင်းမယ်ငါနေကောင်းလာလိမ့်မယ်သူရဲ့စံချင်ဘက် I was sick I am sick. I will be sick. I was sick. nga na ga ni ma kaung I am sick. nga na de. ni ma kaung I will be sick. nga na lai ni ma kaung phit lai me. I was rich. I am rich. I will be rich. I was rich. nga chan da I am rich. nga chan da I will be rich. ငါချမ်းသာလာလိမ့်မယ်။သူရဲ့စံချက်ပဲ I was poor. I am poor. I will be poor. I was poor. ငါဆင်းရဲခဲ့တယ်။ I am poor. ငါကဆင်းရဲတယ်။ I will be poor. ငါကဆင်းရဲလိမ့်မယ်။ဒီ poor ကိုတော့ American အတန်တွေနဲ့ဆိုရင်တော့ poor လို့လည်းအတန်ထွက်လို့ရပါတယ်။နောက်တစ်ခု I was young. I am young. I will be young. I was young. ငါကငယ်ရွယ်ခဲ့တယ် I am young နာကငယ်ရွယ်တယ် I will be young ငါငယ်ရွယ်နေလိမ့်မယ်သူရဲ့စံကျင်ဘက် I was old I am old I will be old I was old နာအသက်ကြီးခဲ့တယ် old မင်းနေခဲ့တယ် I am old နာကအသက်ကြီးနေပြီ old မင်းနေပြီ I will be old နာကအသက်ကြီးနေလိမ့်မယ် old မင်းနေလိမ့်မယ်ဒီနေရာလေးမှာအတန်တော်ပိုင်းဆိုင်ရာကိုတတိပေးခြင်းပါတယ် west လို့ပြောတဲ့အခါမှာစတန်ပေါအောင်ပြောတတ်ဖို့လိုအပ်တယ်ဝက်နေတယ်မရပါဘူး i am လို့ပြောတဲ့အခါမှာနှက်ခမ်းလေးစီတော့ဖို့လိုအပ်ပါတယ်ဒါဟာအများစုမှားတယ်လို့သတိပေးတာပါ i am i am နဲ့ပြောလို့မရပါဘူး i am အနာဂတ်မှာတော့ will be ကျွန်တော်အများစုဝယ်လို့ကြားဖို့နေလိမ့်မယ် w i l l d ဝယ်မဟုတ်ပါဘူး will ဆိုတော့ will be နောက်မှ adjective တော့မှာဖြစ်ပါတယ်ဟုတ်ပြီ အခြေခံအဆင့်အင်္ဂလိပ်စကားပြောနေနေဆိုတော့တရက်ကိုအများကြီးမျှဝေပေးရဆိုရင်မှတ်ရတာခက်ပြီးတော့ကျွမ်းကျင်ဖို့လေ့ကျင့်ဖို့အတွက်ခက်ခဲနိုင်ပါတယ်ဒါကြောင့်ဒီနေ့သင်ခန်းစာကိုဒီလောက်နဲ့ရပ်ပါမယ်နောက်ပိုင်းသင်ခန်းစာတွေမှာလည်းအခုလိုအရေးကြီးတဲ့အသုံးဝင်တဲ့ adjectives လေးနဲ့ဝါကျလေးတွေကိုထပ်ပြီးတော့မျှဝေပေးပါဦးမယ်နောက်ပိုင်းသင်ခန်းစာတွေမှာအချိန်ပေါ်မူတည်ပြီးတော့အငင်းဝါကျလေးတွေမိကုံးပုံစံလေးတွေပါကျွန်တော်ထည့်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အခုလိုမျှဝေပေးနေတဲ့သင်ခန်းစာတွေက mystery တွေရရှိတယ် တခြားသူတွေအတွက်လေ့လာဖို့လည်းအကျိုးရှိနိုင်မယ်ထင်ရင် like and share လုပ်ပေးတော်လို့ရပါတယ်။နောက်ရက်တွေမှာနောက်သင်ခန်းစာတွေနဲ့ထပ်တွေ့ကြသေးတာပေါ့။ Thank you for watching.